ပိုင်း34ရဲ့အဆောက်မှာတော့လူဖီရိုရဲ့တင်မောဟာကန်ဆက်ကိုတိုက်မိပြီးအချိန်ပြင်းပြင်းနဲ့လွင်ထွက်သွားတာကိုတွေ့ကြရမှာပါ။ဒီအချိန်မှာပဲရွာထဲမှာလမ်းပြောက်ကမျက်စိလည်နေတဲ့ဇိုရိုကိုသွားတိုက်မိပြီးတစ်ဖက်တော့ဆက်ထီရောက်သွားပါရီ။တင်မောကြီးကတစားစီပြက်စီသွားပြီးတဲ့နောက်လူဖီရိုဟာနာမီကိုလိုက်ရှာဖို့အတွက်လိုက်လာတာဖြစ်ကြောင်းပြောလိုက်ပါရီ။ဥဆုပ်နဲ့ဂျိုနီတို့ရောဘယ်ကိုရောက်သွားလဲလို့လူဖီကမေးလိုက်တဲ့အခါမှာပဲဇိုရိုကဥဆုပ်ကိုတတိယသွားပြီးဒီမာဒီတိုက်ထိုင်လို့မရဘူးဆိုပြီးထားပြီးပါရီ။ ဘာဖြစ်တာလဲလို့လူဖီကမေတော့ဥဆုပ်ကအားလောင်တို့စီမှာဖန်ခံထားရကြောင်းပြောပြလိုက်ပြီးသူသွားခင်မှာရတော့မယ်လို့ပြောလိုက်ပါရီသူဟာပြေးမှုလုပ်နေတဲ့အချိန်မှာပဲဂျိုနီတယောက်ရောက်ရှိလာခဲ့ပြီးဥဆုပ်ကငါလူသားတွေရဲ့လက်ချက်နဲ့တည်ဆုံသွားပြီဖြစ်ကြောင်းပြောပြနေခဲ့ပါရီနာမီကိုရိုင်းဥဆုပ်ကိုရဲရဲဆဆတပ်ပစ်လိုက်တာဖြစ်ကြောင်းပြောပြလိုက်ပြီးသူတို့တွေအကုန်လုံးလည်းပါဇက်အဟောင်းသားဖြစ်သွားပါရီရဲနာပစ္စည်းတွေနဲ့ပတ်သက်လာရင်နာမီဟာလူသက်ဖို့တော်မှာတချမ်းမဝင်မလေးပဲငါတို့ကိုအကွက်ကြကြလှည့်စားသွားခဲ့တာလို့ပြောပြလိုက်တဲ့အခါမှာတော့လူဖီကရန်ကုန်ဒေါသထွက်သွားခဲ့ရပါရီ နာမီဟာကိုကိုရရှိရွာမှာရန္နာပစ္စည်းတွေကိုမြုံနှံထားပြီးပတ်စံရဖို့ဘာမစိုးလုံးမဲ့သူဆိုတာကိုပြောပြလိုက်ပါတယ်။ပေါက်ကွယ်နေတဲ့လူဖီဟာဂျိုနီရဲ့အင်ကြီးစားကိုဆွဲလိုက်ပြီးနောက်တစ်ခေါက်ထပ်ပြောရင်မင်းကိုပြင်းပြစ်မယ်လို့ခြိမ်းခြောက်လိုက်ပါတယ်။ဇိုရိုကလူဖီကိုစိတ်အေးထားဖို့အတွက်ပြောလိုက်ပြီးဂျိုနီကလည်းသူပြောတာကိုမယုံခြင်းမယုံပါနဲ့။ဒါပေမဲ့နာမီသစ္စာဖောက်သွားတာကတော့တကယ်အဖြစ်မှန်ပဲလို့စပြောလိုက်ပါတယ်။လူဗီကတော့နာမီဟာဥဆုပ်ကိုဘယ်တော့မှတတ်မှာမဟုတ်ဘူးလို့ညင်းဆိုနေခဲ့ပြီးနာမီဘက်ကနေအပြေအဝရက်တည်ပေးခဲ့ပါတယ် ဂျွန်နီကတော့အခြေအနေတွေအားလုံးကပြောင်းလဲသွားခဲ့ပြီးနာမီကဆုံးမတယောက်လိုရဲဆက်လာခဲ့ကြောင်းကိုကိုရာရှိရွာမှာလည်းရရနာတွေမြုံနှံထားကြောင်းပတ်စံရဖို့အတွက်လူသက်ရဲတဲ့အခြေမကောင်းတဲ့သူဖြစ်ကြောင်းသာပြောနေခဲ့ပါသည်လူဖီကတော့နာမီဟာငါတို့ရဲ့တငယ်ချင်းဖြစ်တာကြောင်းဦးစုပ်ကိုဘယ်တော့မှတတ်မှာမဟုတ်ဘူးလို့သာယုံကြည်နေခဲ့ပါသည်ဒီလိုနဲ့လူဖီတို့ရန်ဖြစ်နေတဲ့အချိန်မှာပဲနာမီရောက်လာကဘသူကတငယ်ချင်းလဲလို့မေးလိုက်ပါသည်ဘာလာလောက်တာလဲလို့ဆက်ပြီးတော့နာမီကသူတို့တငယ်ချင်းမို့လာခဲ့တာလို့ပြန်ပြောလိုက်ပါသည် ။နာမီကတော့လူဖီတို့ကိုအရှုပ်ထုတ်တယ်လို့ခေါ်လိုက်ပြီးသူမရဲ့ကိစ္စထဲမှာဝေမရှုပ်ဖို့အတွက်ပြောခဲ့ပါတော့တယ်။နေနိုးတစ်ဖွဲ့လုံးစိတ်ရှုပ်ရှားတယ်ကြည်ပဲလို့ပြောလိုက်တဲ့အခါမှာတော့စိတ်မထိန်နိုင်တော့တဲ့ဂျွန်နီလည်းဂမူးရှူရိုးနဲ့နာမီကိုပြေးထုတ်ဖို့လုပ်ပါရီ။မင်းအစင်းလောက်နဲ့အကိုကြီးဦးစုပ်ကိုတက်ရဲတဲ့ပေါ်လို့ပြောလိုက်တဲ့အခါမှာမကြေနပ်ရင်ပြန်တက်လို့နာမီကပြန်တုံ့ပြန်ခဲ့ပါရီ။အခုဆိုရင်အားလုံးကရီရိုနိုဝါဇိုရိုတို့တစ်ဖွဲ့လုံးကိုပါတက်ချင်နေတဲ့အကြောင်းထည့်ပြောလိုက်ပါရီ။နေနိုကဘလောက်ပဲမကောင်းဆူရတော့ကောင်းလို့စွမ်းထက်နေပါစေ။တကယ်မကောင်းဆူရနေတော့ရှင်းနိုင်မှာမဟုတ်ဘူးလို့ဆက်ပြောခဲ့ပါရီ။ ဒီကျုံးမှာဆက်နေရင်အသက်ခံရမှာဖြစ်ပြီးမင်းတို့အသက်ခံရရအသက်မခံရရသူကဂယူးဆိုင်နေမှာမဟုတ်ဘူးလို့ပြောလိုက်တဲ့အခါမှာစန်ကြီးကနာမီကိုကြွေသွားပြီးသူမဂယူးမဆိုင်တဲ့ပုံစံကလည်းပဲချစ်စရာလေးလို့ပြောနေခဲ့ပါတယ်။နှစ်သူကျိုးပြဖြစ်နေတဲ့စန်ကြီးကိုဇိုရိုကတိတ်တိတ်နေဖို့အတွက်ပြောတော့စန်ကြီးကအချစ်ဆိုတာတားဆီးလို့မရဘူးလို့တုံ့ပြန်လိုက်ပါတယ်။ဥစုပဲမလေးလို့ဇိုရိုကထပ်မိတဲ့အခါမှာပင်လယ်အောက်ထဲကိုရောက်သွားပြီလေလို့နာမီကပြန်ဖြေပါတယ်။ဒီမခံနိုင်တော့တဲ့ဇိုရိုကဓာတ်ကိုချွတ်ပြီးတိုက်ခိုက်ဖို့လုပ်နေတော့မှဇန်ကြီးကမိမတယောက်ကိုလည်းတိုက်ခိုက်မှာပဲလားလို့မေးလိုက်ပါရီ ီလိုနဲ့အချင်းချင်းရန်ဖြစ်နေကြတယ်ဇိုရိုနဲ့ဆန်ဂျီကိုဂျွန်နီကဂျာကနေဝင်ရောက်ဖြန့်ဖြေးပေးရပါတယ်နာမီကလည်းဒီဂျွန်ကကိစ္စတွေကိုဝင်ရောက်ဆွတ်ဖက်မနေပဲဂျွန်ကနေထွက်သွားတော့မှသာရန်ဖြစ်ဖို့အတွက်ပြောလိုက်ပါတယ်ဆက်ပြီးသူတို့နားကိုချင်းကပ်ခဲ့ကဝေတခုတဲကြောင့်ဖြစ်ကြောင်းအခုကဝင်မရှိတော့ဘူးဆိုတော့သူတို့ဟာစိတ်ဝင်စားဖို့မကောင်းတော့ကြံပြောနေခဲ့ပြီးအခြားလမ်းပြားတစ်ယောက်ကိုရှာက Grand Line ကိုသွားပြီး One Piece ကိုသာသွားရှာကြည့်လို့ဆိုလိုက်ပါတယ်နာမီရဲ့ဒီလိုကြမ်းတမ်းလာတဲ့စကားတွေအပေါ်လူဖီကနှုတ်ဆက်ခဲ့ပါတယ်နာမီလို့ပြောလိုက်ပြီးမြေကြီးပေါ်မှာလဲချကအိတ်မလို့လို့ပြောတော့ အားလုံးကလည်းဒီအခြေအနေကြီးမှာလမ်းလေကောင်းမှအိမ်မယ်ဆိုတဲ့လူဖီကိုအံ့ဩသွားကြပါရီနာမီကလည်းဒီလောက်တည်ခြင်းနေကြတဲ့သူတွေဂယုမဆိုင်တော့ဘူးလို့ဆိုတာထွက်သွားပါတော့ရီနောက်တစ်ခါမှတော့နိုဂျီကိုကိုကလေးတစ်ယောက်ကလက်ဆွဲလာပြီးရေတက်တွေရောက်လာကြအောင်ဂူးစောက်ကမတည်ဘဲနဲ့လွမြောက်သွားခဲ့တဲ့သူတွေကအစိုးရကိုတရင်ပေးလိုက်တာဖြစ်နိုင်ကြောင်းပြောပြခဲ့ပါရီကန်းစားရောက်တဲ့အခါမှာတော့သူတို့စီကိုဦးတည်ပြီးလာနေတဲ့တင်မောကြီးတွေကိုကြီးနေကြတဲ့ရွာသားတွေကိုတွေ့လိုက်ရပြီးသူတို့တွေလွမြောက်တော့မယ်လို့တွေးကဝမ်းသာနေကြပါရီ ရေတက်ကြီးကဒီကနေ့အားလုံးတောင်းကျမ်းသွားတဲ့ရွာမှာတက်တည်မကြမ်းမင်းကြံရင်ခဲတဲ့ရွာသားတွေကိုကူညီဖို့အတွက်သူ့ရဲ့တပ်သားတွေကိုမှကြားနေခဲ့ပြီးတစ်ဖက်ကလည်းပဲဒီလိုရေတက်ကရောက်လာတဲ့တရင်ကအားလုံးစီကိုရောက်သွားပါရည်အားလုံးကတော့ဒီလိုမလောက်လေးမလောက်စားရေတက်ကကောင်းတွေကိုရှင်းပြဖို့သူ့တပည့်တွေကိုပြောနေခဲ့ချင်းရေတက်ကသူ့စခန်းကိုအမြောင်နဲ့ပြက်ကစတင်တိုက်ခိုက်လိုက်ပါရည်အမြောင်ဆန်ကြီးကိုအားလုံးကသူ့ပါဇက်နဲ့ကြိုက်ကသွားရည်နဲ့ခွဲပြလိုက်ပါရည်လူစိုးအဖွဲ့လည်းသူ့ဆရာရဲ့အစွမ်းနဲ့တိုက်ခိုက်ဖို့ပြင်ဆင်လိုက်ကြပြီးရေတက်သားတွေရဲ့သွေးနဲ့ကန်းကြီးကိုဆေးပြမယ်လို့ကြွေးကြော်နေခဲ့ပါရည် ဒါပေမဲ့အားလောင်ရဲ့လက်အောက်ကခေါင်းဆောင်၃ယောက်ဟာရေတပ်သားတွေကိုတိုက်ခိုက်ဖို့လူရင်အားအများကြီးမလိုပဲသူတို့၃ယောက်သာသွားရောက်တိုက်ခိုက်မယ်လို့ပြောလိုက်ပါရီရေတပ်သားတွေဘက်ကလည်းကုနာကပြစ်လိုက်တဲ့အမြောက်ဆန်ကဘာမှပောက်ခွဲတာကိုမတွေ့ရတဲ့အတွက်ကြောင့်ထူးဆန်းနေခဲ့ပြီးနောက်တစ်ခါထပ်ပြစ်ဖို့ပြင်ဆင်နေခဲ့ကြပါရီအဲဒီအချိန်မှာပဲရေတွေကနေထွက်လာတဲ့အားလောင်တို့အဖွဲ့တွေကတယောက်တိုက်ခိုက်တာကြောင့်ရေတပ်သားတယောက်ထိခိုက်ဒဏ်ရာရသွားခဲ့ပါရီရေတပ်သားတွေကအဲ့ဒီလူစုကိုပြင်ပစ်ဖို့အတွက်ကြေညာနေတဲ့အချိန်မှာပဲအကြီးကဲကရဲလိုက်ဆန်းလို့အော်ဟစ်လိုက်ပါရီသူဟာရေတပ်အမှတ်စိတ်89ရဲ့ အရာရှိပူရင်ပူရင်ဖြစ်ကြောင်းမသိချင်မှုဆိုရင်အေးအေးဆေးဆေးညံခံတဲ့ညောင်ပြောနေတဲ့စကားတွေမဆုံးသေးခင်ပါပဲထိုလူစုကအရာရှိကိုတိုက်ခတ်လိုက်ပါတယ်ဒီမော်ကြီးကလည်းလှုပ်လာတာမို့ရေတပ်သားတွေအကုန်လုံးကလှုပ်လှုပ်ရွရွဖြစ်သွားချိန်မှာလူစုကဒီမော်ရဲ့တပ်မတွေအကုန်လုံးကိုဖယ်ရှားပစ်လိုက်ပြီလို့ပြောလာခဲ့ပါတယ်ဒဏ်ရာနဲ့လဲချနေတဲ့အရာရှိကိုလည်းမသိနိုင်တဲ့နေရာကိုပြစ်ခဲ့တာမို့စိတ်မပူဘူးအတွက်ပြောလိုက်ပါတယ်ပြင်းထန်တဲ့ပင်လယ်ရေစီးကြောင်းရှိတဲ့နေရာကိုကြောက်ဆောင်ကြီးရွှေ့လိုက်ရင်ဘယ်လိုဖြစ်မယ်ထင်လဲလို့မေးတော့အရာရှိကြီးကဒါဟာဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စလို့ပြန်ပြောလိုက်ပါတယ် ရေအောက်ကဟာချီကကြောက်ဆောင်ကြီးကိုဒင်းမောရှိရွှေ့လိုက်တဲ့အတွက်ကြောင့်ရေဝဲကြီးကြီးပေါ်လာတော့မို့ဒင်းမောသားတွေကအရန်ကိုလန်းသွားကြပါသည်။တမမရှိတဲ့ဒင်းမောဟာအခုဆိုရင်ပင်လယ်ပြင်ရဲ့အနက်ရှိုင်းဆုံးစီကိုဦးတည်ပြီးသွားနေပါပြီ။လူသားတွေအားလုံးကတော့သူတို့ကိုလာရောက်ကယ်တင်ကြတဲ့သူတွေအကုန်လုံးတင်းဆုံကုန်အောင်မို့ဝမ်းနေသွားကြပါသည်။သူတို့တွေဟာအားလောင်ရဲ့ထိန်းချုပ်မှုအောက်ကနေဘလို့မလွတ်နိုင်မှာမဟုတ်တော့ပါဘူး။တစ်ဖက်မှာအားလောင်တို့အဖွဲ့ဟာနာမီစီကရထားတဲ့ရတနာမြေပုံကြောင့်တော်လီကိုအဆင်ပြေနေခဲ့ကြပါသည်။နာမီသာဘယ်ရီငွေတန်းတစ်ထောင်ပေးလို့ရှိရင် နာမီနဲ့အတူကိုကိုရာရှိရွာကိုပါလွတ်လပ်ခွင့်ပေးရတော့မှာမို့အားလောင်ကစိတ်ပြန်နေခဲ့ပါရီအားလောင်ကပတ်စံနဲ့ပတ်သက်ရင်ဂရီမပြတ်တတ်တဲ့သူမို့လွန်ခဲ့တဲ့ရှင်းနှစ်တုန်းကနာမီကိုပေးထားတဲ့ဂရီကိုတည်ရတော့မှာဖြစ်ပါရီအဲ့ဒီတဲ့လူဖီကတော့ဟောက်နေခဲ့ပြီးဇိုရိုတယောက်လည်းဘာလို့လွတ်လပ်ရမှန်းမသိဖြစ်နေပါဘီဂျွန်နီတို့ကတော့ဂျုံးမော်ကနေထွက်ပြေးခြင်းနေကြပါရီဂျွန်နီတို့ကတော့ဒီတိုင်းအသိမခံနိုင်တာကြောင့်ဇိုရိုတို့ကိုနှုတ်ဆက်ကထွက်ခွာသွားပြီးဖြစ်ပြီးစန်ကြီးကတော့စားလိုက်ကိုသာငွေတစ်ထောင်ထောင်ထောက်အောင်ရှိုက်ဖွာနေခဲ့ပါရီစန်ကြီးကနာမီဟာသူမရဲ့နှလုံးသားထဲမှာကိုကျွေးနေခဲ့တယ်လို့ပြောပြလိုက်ပြီးတော့ ဇရူကတော့ဦးစုပ်ကိုတတ်လိုက်ပြီးလို့ငိုနေတာနေမှာပေါ့လို့ဆိုပါရီသူဒါနဲ့ထိုးလိုက်ချိန်တုန်းကနာမီဟာသူ့လက်သူပြန်ထိုးပြီးဟန်ဆောင်နေခဲ့တာဖြစ်ပါရီသူအဲ့လိုသာမလုပ်ပေးခဲ့လို့ရှိရင်ဦးစုပ်တယောက်အားလောင်တက်လို့ဒေနီလောက်ပြီဆိုပြီးတော့ပြင်းရင်တွေးနေခဲ့တာပါသူဟာထိုင်နေကြတဲ့ဇရိုနဲ့ဆန်ဂျီတို့ကိုတွေ့သွားခဲ့ပြီးသူတို့ကိုအဖြစ်မှန်တွေအကုန်လုံးပြောပြလိုက်ပါတယ်။နိုဂျီကိုအိမ်ပြန်လာတော့အိမ်ထဲကပစ္စည်းတွေကရှုပ်ပွားနေပြီးစိတ်ပြက်လက်ပြက်ထိုင်နေတဲ့နာမီကိုတွေ့လိုက်ရပါတယ်။နာမီဟာလူဖီရိုနဲ့အတူကကစားပုံနေအခက်ခဲတွေကိုအတူတူကြော်ဖြတ်ခဲ့ပုံတွေကိုတွေ့ကာ ူဖီတို့ကိုမေးလို့မရနိုင်ခဲ့ပါဘူး။နာမီကလူဖီတို့ဖွဲ့ထဲမှာတစ်သက်လုံးတူတူနေကျင်ခဲ့တာဖြစ်ပါလိမ့်။နိုဂျီကိုလည်းနာမီတို့ရဲ့တန်ရုံးစင်ကိုသဘောပေါက်သွားခဲ့ပါတော့တယ်။ဇိုရိုတို့ကအဖြစ်မှန်ကိုသိသွားပြီးတဲ့နောက်မှာတော့အားလောင်အင်ကိုဝင်တိုက်ဖို့ပြောနေတော့နိုဂျီကိုကရောက်ရှိလာခဲ့ပြီးနာမီကိုဆွဲမထားချဖို့ပြောခဲ့ပါလိမ့်။နာမီဘာကြောင့်လူဖီတို့ဖွဲ့ထဲကိုဝင်ခဲ့လဲပြောပြမယ်ဆိုတဲ့အခါလူဖီကနားမထောင်တော့ဘဲထွက်သွားခဲ့ပါလိမ့်။ဇိုရိုကတော့အပင်တပင်အောင်မှသွားအိပ်ပြောနေပြီးဥဆုပ်နဲ့ဆန်ဂျီတို့သာနားထောင်ဖို့အစဉ်သင်းဖြစ်နေပါလိမ့်။ ဘီလကန်ဆာမှာတမ16ရက်ဒီမော်ဒဇင်ကထပ်မံရောက်ရှိလာပါပြီ။ရေတပ်ရရှိနာမည်ကတော့နဲမီစုဖြစ်ပြီးကိုကိုရရှိရွာကတာဝန်ရှိသူကိုသူ့စီကိုခေါ်လာဖို့ပြောလိုက်ပါရီ။ဂန်ဆိုကထွက်လာတော့သူ့ကိုနာမီအင်ကိုလမ်းပြပေးလို့ခိုင်းလိုက်ပါရီ။နာမီကတော့သူမရဲ့အိမ်မှာအိပ်ပျော်နေစေပါပြီ။နိုဂျီကိုကတော့လွန်ခဲ့တဲ့၈နှစ်ကအကြောင်းအရာတွေကိုပြောပြနေခဲ့ပါရီ။သူမတို့ဟာဘဲမေရာဆိုတဲ့သူနဲ့ငငယ်လေးကလေးကနေထိုင်ခဲ့ကြတာလို့ပြောရင်းနဲ့ဇလန်လေးလေးပြီးဆုံးသွားခဲ့ပါရီ။